Crystal Palace နဲ့ပွဲတွေမှာ Man United တို့ဘလို့ပွဲထွက်လာနိုင်ပါသလဲ Welcome to my party we're just getting started a life is a dream or a nightmare starring မင်္ဂလာပါဗျကိုခိုင်းစတာဖုတ်ဘောရှိုးအနေကျူတူပါတယ်ကျွန်တော်ကိုခိုင်းပါဒီနေ့ညနေအစောဆုံးပွဲပေါ့နော်ဒါစနေနေ့ရဲ့ကံမဲ့ပွဲစဉ်တွေထဲမှာပထမဆုံးကျွန်တော်တို့ကြည့်ရမယ်ပွဲပါဒီပွဲတွေမှာ Man United တို့ဘလို့ပွဲထွက်လာနိုင်သလဲဆိုတော့ line up အခင်းချင်းကိုကျွန်တော်တို့ချုပ်တင်ခမန်းသုံးသက်ဆွေးနွေးမှုလုပ်လိုက်ရအောင်ခင်ဗျာ ဆိုတော့ဒီပွဲစဉ်က United အတွက်ဘယ်လောက်ထိခက်ခဲသလဲဆိုတာကျွန်တော်တိတ်တောင်ပြောနေစရာမလိုဘူး Crystal Palace တီ Liverpool တင်းကိုဒီနေ့ဘောလုံးရသည်နှစ်ချိန်တွေ့တယ်နှစ်ချိန်လုံးနှစ်ဖူးဖို့ခေါင်းဖို့လုတ်ခဲ့တယ်လို့တခြားအသင်းတွေကိုလည်းအကောင်းဆုံးရှင်ကစားနိုင်တဲ့ level အဆင့်တန်းမျိုးရှိနေတယ်အသင်းမှာရှိနေတဲ့ကစားသမားတွေကလည်းစွမ်းဆောင်ရည်ပိုင်းအမြင့်ဆုံးအခြေအနေရောက်နေတဲ့အတွက်ကြောင့်ခဲရခဲစေကစားမှာတေးကြပါတယ်ဒါပေမဲ့ United ဖြစ်တဲ့အတွက်ကြောင့်ဟာ ပယ်လစ်ကိုလုံးဝမရှင်းနိုင်ပဲရှုံးမယ်ဘာညာတော့မဟုတ်ပါဘူးကျွန်တော်သူတို့ရဲ့သဘောကနိုင်ဖို့အတွက်ခက်ခဲနိုင်တယ်တေတပေါက်ကတော့အตาလေးမျောလင်းလို့ရတဲ့အခြေအနေမျိုးဖြစ်ပါတယ်ဟူပင်မော်ရင်ပြောခဲ့တဲ့ဇကားတိုင်းပြန်ပြောမယ်ဆိုရင်တချို့ပွဲတင်တွေကနိုင်ဖို့မလွယ်ဘူးဆိုရင်တောင်မှမရှုံးအောင်သူတို့ခံကစားနိုင်ပါလိမ့်မယ်โอเคအဲ့တော့ပေါ်ထလာနိုင်တဲ့ line နဲ့အခင်းချင်းကိုမတုံးတက်ခင်မှာဘယ်ကစားသမားတွေဒဏ်ရာပြဿနာရနေလဲဆိုတဲ့အပိုင်းကိုစတင်စွန့်နေပါဘာဒီယက်စကူညာဒီ evidence နဲ့ပွဲစဉ်မှာမပါခဲ့ဘူး ဒီပွဲစဉ်ပါမလားဆိုတော့လည်းမပါနိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့မာဒီယက်စ်ကူညာဒီလေးကျင်းမှာ မတော်တဆထိခိုက်မိပြီးဥကောင်းတန်ရာရရှိခဲ့ပါတယ်။ဒီလိုကြောင့်အခုညနေမှာကစားမဲ့ပွဲစဉ်ကိုတေချာပေါက်လွဲချော်သွားမှာဖြစ်ပါတယ်။မာဒီယက်စ်ကူညာအကြောင်းပြောမှတလက်စားတဲ့ဒါကူညာရဲ့အရေးပါပုံကိုကျွန်တော်ဆက်လက်ဆွေးနွေးကြည့်ချင်တယ်ဗျ။မာဒီယက်စ်ကူညာဒီ twin go non အဖြစ်နည်းနေသေးတယ်ဆိုပေမဲ့ဒီနံပါတ်30နေရာမှာ Brian Ambumo နဲ့အကောင်းဆုံးအတွဲဖက်ပဲဗျ။ပြီးခဲ့တဲ့ Everton ရှုံးနေခဲ့တဲ့ပွဲစဉ်မှာတော့ဆိုရင် Amadialo နဲ့ Brian Ambumo တို့ AM မှာတွဲထားတဲ့ပုံစံတည်အဆင်မပြေဘူး Ambumo နဲ့ Amadou ကိုကျွန်တော်တို့ horizontal ပုံစံတွဲတာတက်ဆိုင် vertical ပုံစံတွဲတာပိုကြိုက်တယ်မျိုးလုံးနဲ့မြင်အောင်ပြောရရင်တော့ဒီ right side မှာ Brian Ambumo က AM နေရာကစား Amadialo က right wing back ပုံစံကစားဒါဒီအကောင်းဆုံး United ရဲ့ attacking try ကိုပုံတံမှာဒါမဲ့လေပြဿနာက နီးပြစိတ်ကြိုက် attacking triangle ပုံစံကလည်းသူက limited တော့ဖြစ်တယ်ရှင်းမှာ Benjamin Shesh ကိုရှိမယ် Matthias Cunha နဲ့ Brian Ambumo အဲ့ဒီ attacking triangle ပဲ Amore ကယုံကြည်တယ်ဒီလိုမှမဟုတ်ပဲတခြားကစားသမားတွေပါလာပြီဆိုလို့ကသူကအဲ့ number 10နေရာမှာအမတ်ကိုထဲကိုထဲလိုက်ရမှဆိုရဲပုံစံမျိုးတော့ဖြစ်နေတယ်အဲ့တော့ကြောင့်ဒီနေ့ပွဲစဉ်မှာလည်း Amadia လိုကတော့ number 10နေရာမှာပဲပွဲထွက်လာဖို့များပါတယ်နောက်ထပ်ပေါင်ဖို့ပါဝင်ဖို့မတိကြတဲ့ကစားသမားတွေကိုလည်းထပ်ပြောပါမယ် ဘန်ဂျမင်ရှက်ရှ်ကိုဒူးဒယ်ရန်ရထားပါတယ်။ဟယ်ရီမဂွိုင်းယာပေါင်ဒယ်ရန်ရထားပါတယ်။အဲ့အတွက်ကြောင့်ဒီကစားသမား၂ယောက်ကတော့ပါဖို့မပါဖို့မသေးကြဘူး။ဒါပေမဲ့စပိုမိုးလီရဲ့ဖော်ပြချက်ထဲမှာပြီးခဲ့သော evidence နဲ့ပွဲစဉ်ဂျိုရှူဇက်ဇီကိုပွဲထွက်ပေးခဲ့ပေမဲ့အမော်ရင်ကတိတ်သဘောမကျတဲ့အတွက်မေဆင်မောင့်ကို attacking trial နေရာမှာလှည့်ပြောင်းပြီးတော့အသုံးပြုလာနိုင်တယ်လို့တော့ဖော်ပြထားပါတယ်။ Okay အဲ့တော့ကျွန်တော်ပွဲထွက် line နဲ့ကိုခမန်းကြည့်ပါမယ်နော်။ဆိုတော့ ကျွန်တော်ကိုပေါက်တနေရာတော့လက်ရှိအချိန်မှာတခြားကိုသမားကိုလည်းပို့တခွင့်ပေးနေစရာ မရှိဘူးကိုသမားလေးလမ်းမန်းစ်ပဲပို့ထွက်လာဖို့တည်ကြသလောက်ဖြစ်ပါတယ်နောက်တန်း၃ရောက်နေရာမှာ Harry Maguire ဒဏ်ရာပြဿနာရပါတယ်ဆိုမှတခြားရွေးချယ်စရာလည်းမရှိပြန်ဘူး Everton လက်ထက်တုန်းကလည်းမျိုး Masra Uri ကို၃ရောက်တန်းခံစစ်မှာထားသုံးအောင်လည်းမလိုအပ်ဘူး United မှာလည်းပြဿနာအလိုကစားသမားတွေကပုံပြတ်သွားတဲ့သူတွေရှိတယ် မဇရာအူရီရဲ့မှန်ပါတယ်၃ယောက်တန်းမှလည်းစော့နိုင်တယ်ဝင်းဘက်မှလည်းစော့နိုင်တယ်တကယ်ဖူးဘက်အပြည့်လည်းစော့နိုင်ပေမယ့်နေရာစုံတွေလိုက်ရွှေ့ပြီးနီးပြတိုင်းရဲ့ instruction အောက်မှာလှည့်လည်ပြီးကစားထားတဲ့အခါကျတော့တချို့ပိုင်းလေးတွေကယော့သွားတာမျိုးလေးတွေရှိတယ်ဆိုတော့အခု United ၃ယောက်တန်းခံစစ်မှာရွေးချယ်စရာကစားသမားများများစားမရှိတဲ့အတွက်ကြောင့် CCB တနေရာမှာ Matthias Delit ဒီတစ်ဖက် RCB မှာကတော့ Linio ပဲပွဲထွက်လာမှာပါ ယူရိုတော့ပြည်သက်ကတိတ်ပြီးအခုနောက်ပိုင်းပွဲစဉ်တွေသဘောမကျကြဘူးမကျလဲမကျကျင်စရာပဲရိုရိုရဲ့စွမ်းဆောင်ရည်ကအခုနောက်ပိုင်းပွဲတွေမှာတော်တော်လေးနှိမ့်ကျလာတဲ့ပုံစံမျိုးတော့တွေ့ရတယ်အာယုံစူးဆိုင်မှုနည်းလာတယ်ကျွန်တော်ဒီ ACB တနေရာမှာကတော့လူရှော့ပဲပွဲထွက်လာဖို့ရှိပါတယ်ဟုတ်ကဲ့ကျွန်တော်ညီကိုလေးဘလုံးမကစားချင်နေဆိုရင်တော့ senior dodge စီမှာမောင်ငါချောင်း imac 9ကိုနဲ့ငါတလုံး mister ကို member တက် unit ဖြစ်အပူစုကြီးများစွာနဲ့ယုံကြည်တော်ကစားလို့ရပါတယ်အတိတိသိချင်နေဆိုရင်တော့ဘဘနံပါတ်39 693 180မှာဆက်သွယ်ဆုံးနဲ့မိမြန်လို့ရပါတယ်ခင်ဗျာ โอเคအဲ့တော့ကျွန်တော်ကွင်းလယ်ပိုင်းကိုထပ်ပြီးတော့အသွင်းနေရအောင်ကွင်းလယ်အထိုင်နေရာမှာတော့လက်ရှိလောတဲ့အချိန်တခြားကစားသမားတွေရွေးစရာမရှိဘူး၃စရာကလည်းဒီစီနီယာကစားသမားနှစ်ယောက်ပဲရှိတယ်ကက်စမဲရိုနဲ့ဘရူနိုဖာနက်ရှ်ကိုပဲသုံးလာမှာပါကွင်းလယ်ကြီးကတော်တော်လေးဝိတယ်ပေါ့နော်ကျွန်တော်ယာတီအစတွေကအမြဲပြောပါတယ်ကက်စမဲရိုကောင်းနေတာမှန်တယ်ဒီယာတီအစပိုင်းလေးတွေမှာဆွမ်းဆောင်ရိုင်းပိုင်းတက်လာတာမှန်ပေမဲ့ရေရှည်မှာကျွန်တော်တို့ယုံကြည်လို့ရမရမသိဘူးဘာကြောင့်လဲဆိုတော့လေကက်စ်ရဲ့ဆွမ်းဆောင်ရိုင်းပိုင်းက limit ဖြစ်တယ် သူ့မိနစ်90လုံးအပြည့်သုံးဖို့တက်တောင်ခက်ခဲနေတဲ့အချိန်ဒီမှာပွဲဆက်တီးပွဲချက်တီးများရင်ပို့လို့တောင်ခက်တယ်ဗျဒါကလည်းဓမ္မတာပဲကက်စပယ်ရိုဒီယူနိုက်တက်ကိုရောက်လာတဲ့အသက်အရွယ်ကအကောင်းဆုံးအချိန်မှာမဟုတ်တော့တာသူခေတ္တကတော့ကွင်းလယ်မှာရှက်ရှက်တော့ဗောဗျာကက်စပယ်ရိုလူကာမိုဒရစ်တိုနီခရူးစ်တို့ရဲ့အတွေ့အလုံးဝရှယ်ဓမ္မတာပဲလေကိုယ်အတင်းစီရောက်လာမှအကြကစားသမားကြီးရောက်လာတဲ့အခါတော့ဒီလိုရေးစ်တီးကတော့ယူရမှာပဲအဲ့တော့ကြောင့်ကျွန်တော်ဒီ ကက်စပီရိုနဲ့ဘရူနိုဖာနန်စ်တို့ရဲ့ကွင်းလယ်ပိုင်းကတော့တစ်ဖက်ကဝါတန်တို့လူငယ်သွေးသစ်လောင်းထားတဲ့အုပ်စုကိုတေချာလေးတော့ရှင်ကစားဖို့လိုပါတယ်။ Okay အဲ့တော့ကျွန်တော်ဝင်းဘတ်တွေကိုကြည့်လိုက်ရအောင်။ဝင်းဘတ်ဆိုတဲ့နေရာမှာမစ္စရာဦးရီကိုကျွန်တော်ကပွင့်လင်းပြောရင်တော့ဒါပါစနယ်ကလုံးဝမကြိုက်တော့ဘူး။ငါကိုရှင်ရင်းဆွဲဓာတ်လုတ်ကိုတုံးရင်တောင်မှမစိုးဘူး။အဲ့တော့ဓာတ်လုတ်ကိုလည်းသူက left back ပို့ပြီးတော့တချို့ပွဲတွေမှာဒိုကူကိုအရင်ကထိုင်ခိုင်းထားတယ်။ဒိုကူကလည်းယုံကြည်မှုနည်းနည်းပြောင်းနေတယ်။ နီးပြတ်တယောက်ရဲ့လုတ်ပိုင်ခွင့်ကဘလောက်အရေးကြီးတယ်လဲဆိုတာအဲ့ဒါကိုပြောတာမဇရာအူရီကရှမ်းရှမ်းတောက်နေရင်တော့ဒါကျွန်တော်အပြစ်မပြောလို့တယောက်ယောက်ကိုစတေးလို့ရတယ်အခုကမဇရာအူရီကလည်းရှမ်းရှမ်းမတောက်ဘူးရှိနေမိသားအရင်တော့ပွဲထုံနေမိသားကစားသမားနှစ်ယောက်ကလည်းပွဲမထုတ်တာကြားတဲ့အတွက်ယုံကြည်ချက်ပျောက်သွားတဲ့အပိုင်းလေးတွေရှိတယ်ဒါပေမဲ့ကျွန်တော်ဒီပွဲစဉ်ကိုတော့ဒါကျွန်တော်ဖြစ်စီခြင်းနဲ့ဆန္ဒပါနော်လက်ဖွင့်မဲ့တနေရာကိုဒေါကူပဲပွဲထုတ် ျွန်တော် right wing back တနေရာမှာ Diego Dalot နဲ့ပုံမှန်ကစားခိုင်းတဲ့နယ်လို့ယူဆတယ်။ Masra Uria ဟူပင် Amorin ရဲ့ wing back ကစားတဲ့ system အောက်မှာတော့အတက်စင်းဒီထက်ပိုမြန်မှုလိုအပ်နေသေးတယ်လို့ attacking action ဒီထက်ပိုကောင်းမှုလည်းလိုတယ်။ဒီနေရာမှာပြပြဆို Diego Dalot ဖြစ်ဖြစ်เนาะတစ်ဖက်ကကျွန်တော် Dogu ပဲဖြစ်ဖြစ် vision အရင်အားနေပြီမဲ့လုံအားနှုံးရဲ့ attacking action ပေးပုံပိုင်းရာ Masra Uri ထက်တော့ပိုကောင်းတယ်။အဲ့တော့ကျွန်တော်ကတော့ Masra Uri ကိုဒီ နှစ်ယောက်နေရာမှာတော့အစာမထိုးသေးခြင်းပုံမှန်သာ၃လိုက်ဗျာဒဲတာ၃လိုက်ခြေသွန်းပြနိုင်တယ်မပြနိုင်တာဘေးဖယ်လိုက်အဲ့ဒါကပုံသေးနည်းပဲနီးမှတ်ကမ်းမဲ့မဲ့ဒေါကူဓာလို့โอเคအဲ့တော့ကျွန်တော်ရှေ့အတက်ကင် try on မှာတော့စဉ်းစားစရာဆိုပေမဲ့လေစပိုမိုးလေးရဖော်ပြချက်အတိုင်းမေးစင်မောက်တာထဲ့မယ်ဆိုရင်စဉ်းစားစရာတိတ်မရှိတော့ဘူးတခုတော့ရှိတယ် Zexy ကိုထပ်သုံးမလားအရင်ကမထန်ခိုင်းမလား Zexy ကိုသုံးမယ်ဆိုရင်တော့ပုံတရံနေငယ်ပြောင်းနိုင်တယ် ကဲကျွန်တော်ရှေ့မှာဆက်စီကိုတဲလိုက်မယ်။နောက်မှာမေဆင်မောက်ကိုထည့်လိုက်မယ်။ဒီတစ်ဖက်မှာ Brian Ambumu ဆိုရင်အာမတ် right wing back ထုတ်မယ်။ဒီ left wing back မှာ Diego Dalot ဝင်သွားနိုင်တယ်။ဒီလိုမဟုတ်ပဲ Joshua Zexy မထည့်ဘူး။မေဆင်မောက်မယ်သုံးမယ်ဆိုလို့ကကျွန်တော်မောက်ကိုနံပါတ်10နဲ့9ကိုအကူပြောင်းဆော့ခိုင်းမယ်။ Brian Ambumu ကိုလည်းရှစ်တင်ပြီးအကူပြောင်းဆော့ခိုင်းမယ်။တစ်ဖက် RM နေရာမှာအာမဒီယာလိုထည့်ရင်ထည့်မထည့်ရင် LM နေရာမှာအာမဒီယာလိုထည့်ရင်ထည့်အဲ့တော့ဒီနောက်ဆုံးအတကင် try ကိုပြောရင်လည်းကျွန်တော်ညီအောင်ချုပ်ခြင်းတယ် အမက်ကလေ left wing ထွက်ဆိုရင်အဆင်မပြေဘူးတကယ်လို့ AM တုံးကျင်ရင်လေ RM ကိုတုံးတာကတော့ပို့ပြီးတော့ကောင်းတယ်မေဆင်မောင်းကိုနံပါတ်9မှာကိုတူပုံစံကစားခိုင်းရင်ကစား Brian Ambumo ကိုနံပါတ်10တဖက်က LEM မှာကစားခိုင်းရင်ကစား Brian Ambumo ကလည်း RM ဆိုပေမဲ့ LEM ထွက်ဆိုရင် Amadia လိုတက်တော့နည်းနည်းလေးအသင်းအတွက်ဘယ်လိုပြောမလဲ flexible ဖြစ်အောင်ကစားပေးနိုင်သေးတယ်လို့တော့တုံးတဲ့ရင်လည်းပဲ video လေးဒီမှာနားချင်ပါတယ်စုံလေးကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ